အေယော်ရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့အန်ရယ်ရှိတဲ့ကျောင်းတွေနဲ့ဥပဒေရုံမကောင်းတဲ့ပြုပြင်ရမယ့်ကျောင်းပေါင်း900နဲ့တထောင်ကျားမှရှိတယ်လို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါခင်စောမှုကပြောပါတယ်ဒီသတင်းကိုတော်စင်မျိုးကပေးပို့ထားတာပါခင်ဗျာပညာရေးဝန်ကြီးဌာနနဲ့တိုင်းဒေသကြီးအစိုးရတို့ကဥပဒေရုံမကောင်းတဲ့ကျောင်းတွေကိုပြုပြင်တာရှိပေမဲ့ဝေလံကောင်တီတဲ့ဒေသတွေမှာအန်ရယ်ရှိတဲ့ကျောင်းတွေနဲ့ဥပဒေရုံမကောင်းတဲ့ပြုပြင်ဖို့ကြံရှိနေတဲ့ကျောင်းပေါင်း900နဲ့တထောင်ကျားရှိတယ်လို့ ARD တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်ခင်စောမှုက TVB ကိုပြောပါတယ်ဥပဒေရောမကောင်းတဲ့အကြောင်းတွေကိုတော့ကျွန်တော်တို့တော်တော်များများပေါ့နော်။ဟိုအန်ဒီရရှိတဲ့အကြောင်းအကြောင်းဥပဒေရောမကောင်းတဲ့အကြောင်းတွေဟိုအဲ့လိုမျိုးအကြောင်းတွေကိုတော့တော်တော်များများသိဆောက်ပေးတာ။သိဆောက်ပေးတဲ့အပိုင်းမှာကျွန်တော်တို့အခုအချိန်မှာတော့ဟိုတောင်းလိုက်ရလွယ်ကူတဲ့နေရာလေးတွေပေါ့။တောင်းလိုက်ရလွယ်ကူတဲ့နေရာလေးတွေကတော့တော်တော်များများအကြောင်းအကြောင်းကိုဆောက်လုပ်ပေးတာပေါ့နော်။ဟိုကျန်တော့ကျန်နေတဲ့ပေါ့။မသိဘူးများလို့ဆိုတော့ အခုကဘာကြံလဲဆိုမြေလုံးလေးနဲ့နေရာမှာကြောင်းနေရာတချို့တော်တော်များများကိုဒီအနည်းရှိတဲ့ကြောင်းဆောင်လေးစုပြီးလို့မကောင်းတဲ့ကြောင်းကိုကြံတယ်။ဒီမှာခံစားချက်ကတော့900နဲ့1000ကျောင်းတော့တော့ကြံတယ်။အန်ရရှိပြီးပြုပြင်ရမယ့်ကျောင်းအများစုကတော့မူလာရန်ကျောင်းတွေဖြစ်တယ်လို့သူကပြောပါတယ်။လက်ရှိအစိုးရတက်တန်းတွင်းမှာတော့ ARD တိုင်းဒေသကြီးအတွင်းမှာကျောင်းပေါင်း1000ကျော်ကိုပြုပြင်ပေးနိုင်ခဲ့ပြီးပြုပြင်ဖို့ကြံရှိနေတဲ့ကျောင်းတွေကိုလည်း2016-2019ဘတ်ဂျက်အရသာ ဆောင်ရွက်သွားဖို့ရှိတယ်လို့လူမှုရေးဝန်ကြီးကပြောပါတယ်။မူလာတန်းကျောင်းတွေများတယ်။မူလာတန်းကျောင်းများပေမဲ့လို့လည်းထက်တန်းကျောင်းအလယ်တန်းကျောင်းတွေမှာလည်းအများကြီးပေါ်တယ်။အခုနိုင်ငံတော်ကဒါကျမရောက်တဲ့အနေနဲ့မှကျမဒီကတော့ဆောက်နေတာကတော်တော်များများကမူလာတန်းကျောင်းတွေများ။အဲ့တော့မူလာတန်းကျောင်းတွေများတဲ့ထက်တန်းတွေမှာလို့အသိဆောင်တဲ့အရေးပေါ်ပါလို့ပါလို့ပြောနေတာ။ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေအနေနဲ့တုံးဆွဲရမယ့်ဘတ်ဂျက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုတင်ပြနေရပြီးပြည်ထောင်စုအစိုးရရဲ့ဘတ်ဂျက်ခွဲဝေချထားမှုရတာဘတ်ဂျက်ကိုအသုံးပြုနေရတာဖြစ်ပါတယ်ပြည်ထောင်စုဘတ်ဂျက်မှာတော့စစ်သုံးစိတ်ကအခြားကဏ္ဍတွေထက်ပုံမပါဝင်နေပြီးပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာနှဲပါနေတဲ့အတွက်ဝေဖန်မှုတွေလည်းရှိနေပါတယ်ကျွန်တော်တော်စင်မြို့ပါခင်ဗျာ